်ငမြထမှာတဏှာတိတူငါဖန်လိုက်တဲ့အခါငကြင်းသုံးကောင်ရတယ်ငကြင်းတစ်ကောင်ကကံကုန်ယုံနေငကြင်းတစ်ကောင်ကဉာဏ်ကုန်ယုံနေငကြင်းတစ်ကောင်ကတော့ဝရိယကိုယုံနေလှုပ်အားဖြင့်သူကယုံနေငကြင်းသုံးကောင်လျှင်ဝင်နေထက်တယ်တဲ့အချိန်ကမှလှုပ်အားကိုယုံနေတဲ့ဝရိယကိုယုံနေတဲ့ငါကဘာလုပ်လဲတစ်ဖက်တည်းနဲ့ထပ်ပြီးခုံတယ်ခုံတော့တဏှာတွေကလည်းစိတ်မရှိတာနဲ့တက်နေရပြီးတတ်ပြလိုက်သူလည်းဟိုးတဲ့ရောက်သွား နောက်ငါးတကောင်ကတော့သူကငါကန်ရှိလို့ရှိရင်လွတ်နိုင်မယ်သူကဒီလိုပဲဘာမှမလုပ်ဘူးငြိမ်းနေတယ်နောက်ငါးတကောင်ကျတော့သူကညံကိုယုံနေဘယ်ချိန်ကမှငါကျိုးစားအထုတ်တဲ့နေဆိုတာကိုသူကအချက်ကိုစောင့်နေတယ်တငါရကလည်းကန်ကက်ကန်ကြီးလှိနေနေပြီးတော့ကမ်းပေါ်တက်လိုက်တဲ့အခါလှေကစောင့်အပ်သွားသူကဇက်နဲ့ဆိုခုံချလိုက်တော့လွတ်သွားတယ်ကန်ကိုတက်တဲ့ယုံနေငါကငါကန်ရှိလို့ရှိရင်တော့လွတ်နိုင်မယ်ဆိုပြီးဘာမှမလုပ်ဘဲနဲ့လှေ ကံယုံကြည်တဲ့ငါလည်းဟိဟိုးနဲ့ရောက်တယ်နော်။ဒါကြောင့်ဥဒ္ဓလကံညာဝရိယသုံးခုစုံလို့ရှိရင်တော့အကျိုးပေးထက်တဲ့သဘောရှိတယ်။ကံကမရှိဘူးဉာဏ်ရှိတယ်ဝရိယရှိတယ်။ဉာဏ်ဝရိယရဲ့အကျိုးတော့ခံစားဒံတလောက်ခံစားရပါတယ်။ဒါပြီးလည်းတိတ်ကြီးပါတွတ်တက်မှုဆိုတာကတော့ကံရဲ့အထောက်ပံ့ကတော့လိုအပ်ပါတယ်နော်။ခုဒီနေရာမှာကတော့အထက်ကရာဆရာတော်မြတ်ကကံရဲ့အထောက်အပံ့ဉာဏ်ရဲ့အထောက်ပံ့ကိုရနေတဲ့လုံးလဝရိယယောက်ျားတို့ရဲ့ဇဲလုံးလဝရိယကိုအမှီပြုတ်ပြီးတော့ဘာဖြစ်တယ်လဲ။ ကောင်းတဲ့ယင်လေးကိုရရှိတယ်မတော်ကကောင်းကောင်းသူကသိနိုင်လက်ကောင်းကောင်းသူကသိနိုင်တယ်ယရနာဆိုလို့ကျင်တယ်သူကကောင်းကောင်းရတယ်သူအင်းချင်းဘက်ကိုရွှေချီချင်းတွေကိုလှုပ်ပေးနေတဲ့အဆင့်ဟုတ်တယ်မလားဒီနကအမျိုးမျိုးကိုဝယ်ပေးနေတဲ့အဆင့်ဒီကမကြီးတရေကြောက်အောင်ဘုန်းကြီးကပြောနေတာဟုတ်တယ်မလားသူကအကောင်လုံးသူကယရနာအမျိုးမျိုးတွေကိုလည်းသူကလှုပ်ပေးနေတယ်စွန့်အားရှိတယ်ရလဲရတယ် ရလိုက်တဲ့အချိန်ကကျတော့ဘာဖြစ်လဲအပရောတတ္တအလဘတိကိုဒိနလဘိနာနတုတ်တတိအပရောအချက်တရားသောပုဂ္ဂိုလ်သည်တတ္တထိုပုဂ္ဂိုလ်၏အလဘတိကိုလလဘယာခြင်းကိုအလိုမရှိသောအပရောအချက်တရားသောပုဂ္ဂိုလ်သည်ဒိနလဘိနာထိုလလဘကြောင့်နတုတ်တတိနှစ်သက်ဒိနမှုမရှိတခြားပုဂ္ဂိုလ်တူဘာမှမဆိုင်ဘူးဒီပုဂ္ဂိုလ်ဒီလိုလလဘရရရှိနေတာကိုနည်းနည်းလေးမှသူကမကျင်နိုင်ဘူးဘယ်နဲ့တော့ ဲ့ဆံဘယ်နှပြကုန်မကုန်မှာဘူးဘာဆိုင်လဲဘာမှလည်းမဆိုင်ဘူးသူကသူ့ရဲ့အတိတ်ကကံကံနဲ့အပင်ထုတ်ပါနဲ့ညာလည်းရှိတယ်လုံလဝရိယလည်းရှိတယ်ယောက်ျားတို့ရဲ့ဇွဲလုံလဝရိယကိုအမေပြုတ်ပြီးတော့သူကဒီဘဥစ္စာတွေကိုတမအာဇီဝနိလဖြင့်ရှာဖွေလိုက်တဲ့အချိန်ကညင်ကောင်းကောင်းနေရတယ်ယထာကောင်းကောင်းနေရတယ်ကာကောင်းကောင်းနေရတယ်ရဏမျိုးမျိုးတွေကောင်းကောင်းရအဲ့ဒါကိုတစ်ဖက်ပုဂ္ဂိုလ်ကနည်းနည်းမှမကျင့်ရဘူးအဲ့ဒီစိတ်ထားနော် ဒီစိတ်ဓာတ်လေးကယံကင်းကင်းရှင်းရှင်းနဲ့နေခြင်းပါတယ်ဆိုပေမဲ့နေရမလားမနေရဘူးဘယ်လိုမနေရဘူးဆိုတော့ဘုန်းကြီးပြတော့ထပ်ပြောမယ်နော်ဂရဏနုခောဧတံဣမယတံပတ္တိယပရိဟာရိတဝါကဗနဟုတ်တော်ဘာသရိတ္တိဒီစဉ်တိတဝါဧကိနာကာရဏိနာတတမိတယတံပတ္တိယပရိဟိနေအတ္တမေနဟောတိဧတံဧတောဤပုဂ္ဂိုလ်သည်ဂရဘေသောအချိန်ကာကာလ၌ဣမယတံပတ္တိယဤစည်းစိမ်ဥစ္စာမှပရိဟာရိတဝါဆောယုံပြည့်စည်၍ သဗ္ဗနောအထိကြံကပ္ပမွေတိဟုတ်တော်ဖြစ်၏။သရိတတိနှင့်လည်းကျေစား၍နေရလက်တည်းသရိတတိနုခောနှင့်လည်းကျေစား၍နေရလက်တာပါဠိဣတိဤသောစင်တိတဝါကြံစီစေကု၍ဧကိနာကာရဏိနာတခုသော အကြောင်းတရားကြောင့်တတမိထိုစည်းစိမ်ရှင်ပုဂ္ဂိုလ်သည်တာယတံပါတိယထိုစည်းစိမ်မှပရိဟိနေဆောရပျက်စီးသွားခဲ့သည်ရှိသောအတ္တမနောနိလောဘမြောက်သောစိတ်ဓာတ်ဖြစ်သည်ဟောဒီဖြစ်၏။ဟောအံဝင်ခွင့်ကြပါနော်။ ဒုက္ခအလိုမရှိဘူးကျင့်နေမှုနည်းနည်းမှမရှိဘူးတစ်ဖက်သက်ပြည့်စုံခြင်းသာကြီးပွားတိုးတက်နေတာကိုနည်းနည်းမှကြည့်ကျင်တဲ့သိတာမရှိဘူးမရှိလိုက်တဲ့အတွက်ဘာဖြစ်လဲဒီပုဂ္ဂိုလ်ဒီစည်းစိမ်မှာဘယ်သောအခါမှဆုံးရပျက်စီးတော့ပါမလဲလို့ဒုက္ခအမြဲတမ်းကြံစည်နေတယ်သူတို့ဘာဒီကိုပျက်စီးဖို့ရန်ဒုက္ခကြံစည်စိတ်ကုမှုမရှိဘူးလားရှိတယ်အဲ့ဒီကြံစည်စိတ်ကုမှုကသူပျက်စီးဖို့ရန်အကြောင်းတစ်ခုဖြစ်တယ်ဟုတ်ပြီနော်ဒီလိုသိထားလေးတွေထားတယ်လားမထားတယ်ဘူးနော် သူတို့မှဒီပုံပြည့်စည်နေလို့နဲ့စိတ်ဓာတ်ကမိမိပြည့်စည်ဖို့ရန်အတွက်အကြောင်းတစ်ခုဖြစ်မလာဘူးလားဖြစ်လာဖြစ်လာတဲ့အတွက်ဘာဖြစ်တယ်လဲအဲ့ဒီလိုပြည့်စည်စိတ်ကုပြီးတော့သူနေထိုင်ရကလည်းတစ်ချိန်ပေါ့အကြောင်းတစ်ခုကိုကြောင့်ဒီစည်းစိမ်ခြင်းကလည်းဒီစည်းစိမ်ကလည်းယူလျော့သွားတယ်ဆုံးယုံပြည့်စည်သွားတယ်အဲ့ဒီအချိန်ကကျတော့သူကအတ္တမနအကြည့်ချင်းနှစ်သက်ဝမ်းမြောက်တယ်ဟုတ်ဒါအိဒ္ဓာဓမ္မရဲ့စိတ်ထားပဲသူတို့ဘာပြည့်စည်တယ်ကြတော့ဝမ်းတာတယ်သူတို့ဘာကြီးပွားတွတ်တယ်နေတာကြတော့သူက မနှစ်သက်ဘူးအဲဒီလိုမနှစ်သက်တဲ့စိတ်ထားကသူတို့ဘာကြီးပါတွတ်တတာကိုမနှစ်သက်တဲ့စိတ်ထားကမိမိမှညံညုတ်ကင်းကင်းရှင်းရှင်းနဲ့မနေရဘူးအကြောင်းတခုလည်းဖြစ်နော်သူတို့ဘာစိတ်ရှင်းရတာကိုခုနကသူတို့ဘာစီးစိဥစ္စာဆိုးရပျက်စီးသွားရင်သူတို့ဘာစိတ်ရှင်းရမလားဝမ်းတမ်းမလားစိတ်ရှင်းရမလားသူတို့ဘာစိတ်ရှင်းရတာကိုအလိုရှိနေတဲ့အတွက်မိမိစိတ်ရှင်းရဖို့အကြောင်းမဖြစ်ဘူးလားဖြစ် တို့ဘက်ကရန်ညိုထားလိုက်တဲ့အတွက်မိမိမှရန်ညိုနဲ့အတူတကွာနေရတို့ဘက်ကစိတ်မချမ်းသာစီလိုတဲ့အတွက်မိမိလည်းစိတ်မချမ်းမသာပဲလေဘုရားမှာနေထိုင်နေရတယ်ဒီအိတ်တန်ရဲ့စွမ်းအားပဲနော်နောက်တစ်ခုအနာဂါရိကအရင်မထုံးတဲ့ယဟန်ဘုံမှာလဲဘယ်လိုဖြစ်တယ်လဲအနာဂါရိကောပိအေကောအိတ်တမနကောအညာအတနာသုတ္တပရိယတိအာဒီနိနေတယဥပ္ပန္နလဘာတိတပတိတိတဝါ ရတ္တုခောအေသောဣမေဟိလဘတိဟိပရိဟာယတတိတိသင်္တိတဝရတ္တံဣခိနာကာရဏိနာပရိဟိနာပတ္တိတရာအတ္တမနောဟောတိအနာဂရိကောပိအယမထောင်းတဲ့ယဟန်ပေါင်းနဲ့နေတဲ့အေကောတယောက်သောပုဂ္ဂိုလ်ဒီလည်းပဲအေကောအိတမနကောအိတထုပြောနေတဲ့ပုဂ္ဂိုလ်ဒီလည်းပဲအညာအခြားတော်ဘသောပုဂ္ဂိုလ်ကိုအတ္တနောမိမိဤသုဒ္ဓပရိယတိအာရိနိ အကြမင်းဘုဒ္ဓမြတ်ပြခြင်းပရိယတိတရားနှင့်ကြံ့ခြင်းလိမ္မာခြင်းအစရှိသောဂုံတို့ကိုနေတာရအမိပြု၍ဥပ္ပန္နတပါရိတပါတိဖြစ်ပေါ်လာတဲ့လလပအစတိတို့နှင့်ပြည့်စုံခြင်းကိုဒိဋ္ဌဝတ္တမြင်ခဲ့ရသည်ရှိသောဤသို့ဤယဟန္တောတိကရာဘေသောအချိန်ကာလ၌ဤမေဟိလပါတိဟိဤလလပစတိတို့မှပရိဟာယိတ္တိနုခောဆုယောပျက်စီလတ္တနိဣတိဤသောစေတိတဝကြံစီစေကူ၍ နေခဲ့ပြီရှိတော်ယရာအကျဉ်းခနဲ့တို့တန်ထွေဟန်တော်သည်ဧကိနာကာရဏီနာတခုခုသောအကြောင်းတရားကြောင့်ပရိဟိနံထိုလက်လက်ပါဆက်ပြီးတော့မှဆောက်ရုပ်ပြည့်စည်၍သွားခြင်းကိုပတ္တိတွေ့မြင်ရ၏။တရားထိုကဲ့သို့တွေ့မြင်သောအချိန်ကာလ၌အတ္တမနောနှစ်သက်ခြင်းများသောနှစ်သက်ဝမ်းမြောက်သောစိတ်ဓာတ်ရှိသည့်ဟောဒီဖြစ်၏။ဒီသမောသိခါနော်။ယဟန်တော်အချိန်ချင်းဆွကြပါစို့။ဣန္ဒံသူပြောနေတဲ့ယဟန်တော်တစ်ပါးရှိတယ်။ တခြားရတဲ့တစ်ဖက်ကမိမိရဲ့အကြမြင်ဘုသူတ္တမြတ်ပြခြင်းပရိယတ်ဒီကုံပြည့်စုံခြင်းအဆက်ရှိတဲ့ဒီအကြောင်းကြတဲ့ကိုအမင်းပြုပြီးလက်လဘရီသူတန်တမထိုးရတဲ့တန်တမဖြစ်ပေါ်လာတဲ့သူဖြစ်ပေါ်လာတဲ့လက်လဘအဆက်နဲ့ပြည့်စုံဥစ္စာတွေနဲ့ပြည့်စုံမှုကိုဣဒ္ဓာသူပြောနေတဲ့ရဟန္တာတစ်ဖက်ကလှမ်းကြည့်လိုက်တော့တွေ့ပြီတွေ့လိုက်တဲ့အချိန်ကမှဒီဟာဒီလက်လဘဇတိတို့မှဘယ်တော့အခါမှသို့ရပျက်စီးတော့ပါမလဲလို့ဒီလိုသိချက်မှကြံပြီးစဉ်းစားနေတယ် ယံဒီစဉ်းစားပြီးတော့တချိန်ထိုယဟန်တော်ကလည်းအကြောင်းတစ်ခုကိုကြာဒီလက်လက်ပါသတိမှာဆုံးပြည့်စည်သွားပြီဆိုကြတော့ထိုအချိန်ကမှဒီလက်လက်ပါပြည့်စည်သွားတာကိုမြင်ရတဲ့အခါတိတ်ဝမ်းသာတယ်။ကောင်းတယ်ဒီကိုယ်တော်ဒီလိုပြည့်စည်တယ်ကောင်းတယ်။ဟောဒီစိတ်ထားဖြစ်သွားတယ်။ဒါတော့ဒီစိတ်ထားကြီးကြီးဟာကြီးစမ်းပေါ့နော်။သူတို့ကအချိန်ချင်းထားရှိတဲ့စိတ်ထားဟုတ်လား။မဟုတ်ဘူး။အဲ့ဒီစိတ်ထားကြီးကဘာကိုဖြစ်အောင်ပို့ဆောင်ပေးတယ်လေ။ မိမိယံညုကင်းကင်းရှိရှိနဲ့နေထိုင်ခြင်းပါလေနဲ့ယံညုမကင်းနိုင်တဲ့ဘဝတကူရောက်အောင်ဖို့ဆောင်ပေးတယ်။ဒံဒီကင်းကင်းရှိရှိနဲ့နေထိုင်ခြင်းပါလေနဲ့ဓမ္မကင်းတဲ့ဘဝတကူရရှိအောင်ဖို့ဆောင်ပေးတယ်။သိစီယချင်းကင်းကင်းရှိရှိနဲ့နေထိုင်ခြင်းပါလေသိစီယချင်းကင်းကင်းရှိရှိနဲ့မနေရအောင်သိစီယချင်းနဲ့အတူတကွနေထိုင်ရအောင်ဖို့ဆောင်ပေးနေတယ်။ဘယ်ပုဂ္ဂိုလ်ကလာပြီးပြုစုတာဟုတ်သလား။ မဟုတ်ဘူးမိမိကံကမိမိကိုပြုစုပြုထောင်ပေးရတယ်ဘယ်လိုပြုစုပြုထောင်ပေးတယ်လဲဘုရားရှိတဲ့ဥစ္စာတွေကိုပြည့်စည်စေလို့တဲ့ဤစိတ်ဓာတ်ကမိမိရှိတဲ့ဥစ္စာတွေကိုဖြည့်စည်မဲ့ပုဂ္ဂိုလ်တွေအခန့်နဲ့ပေါ်လာအောင်ဖန်တီးပေးလိုက်တယ်အလိုလိုပဲဖြည့်စည်မဲ့ပုဂ္ဂိုလ်တွေအလကအလိုလိုပေါ်လာတယ်သာသမီးစုတွေအလိုလိုပေါ်လာတယ်ကျင်းစီမဲ့ရန်သူငါးတန်ကြီးကအလိုလိုပေါ်လာတယ်မိဘမိမေအဆက်ရှိတဲ့ဖြင့်ဘေးအသွေးတွေကအလိုလိုပေါ်လာတယ် မင်းရင်ကင်းကင်းရှင်းရှင်းနဲ့မိမိကနေခြင်းနဲ့စိတ်ထားဖြင့်တတော်ဘာလို့အပေါ်မှာမြို့ငူဆက်ဆံခဲ့တဲ့စိတ်ထားမျိုးမိမိမှာရှိသလားမရှိခဲ့ဘူးမရှိခဲ့တဲ့အတွက်မိမိကိုဘေးဒုက္ခအမျိုးမျိုးတွေရောက်အောင်ဒီကံကနေတဖန်ပြန်ပြီးတော့ဖန်တီးပေးတယ်။ဒါကြောင့်ဤကံကလေးအကျိုးကိုတတ်သိနားလည်နေတဲ့ပုဂ္ဂိုလ်မှန်ခဲ့ရင်ဒီလိုယုံညာနေတဲ့စိတ်ထားမျိုးတွေထပ်ရှိတယ်လားမထပ်ရှိနဲ့နော်အဲဒီတော့ဒီနေရာမှာအခု ဒီအိဒါကဒုက္ခသူတို့ဘာရဲ့စီစဉ်နေကမိမိရဲ့စီစဉ်နေအဆင့်မြင့်နေပြီသူတို့ဘာရဲ့ကားကမော်တော်ကားကပေါ့ကိုကားနဲ့အဆင့်မြင့်နေအဆင့်မြင့်လိုက်တဲ့အချိန်ခါသူကားကိုကိုကကြည့်နေတဲ့စိတ်ထားလည်းမရှိဘူးမရှိရောနေလားဆိုတော့မကတည်ဘူးဘာပြောလဲဒီလိုယုံတော့ခြုံနှိုင်းရှိရဲ့ဒီလိုလောက်တော့ငှက်တိုင်းလှရဲ့ဟောနည်းနည်းလေးမေးရောမဟုတ်ဘူးလားမဟုတ်လိုက်သေးအဲ့ဒါတကြွကြွတော့ဒီလိုမဟုတ်ဘူးဘုန်းကြီး သတင်းသုံးပုဒ်တူပေါ်လေးစက်ပြီးတော့သူကအမိတ်ကြီးတယ်ဘုန်းကြီးတစ်ပါးရဲ့ခွေးမှဆွကြပါလို့အိမ်တည်းအိမ်ကိုသွားပြီဆိုလို့ရှိရင်သူကအဲ့ဒီအိမ်မှာရှိတဲ့ပစ္စည်းတစ်ခုကိုဇက်ကနေသူကောက်ပြီးဂင်ကြည့်လိုက်ဂင်ကြည့်ပြီးသူကပါပြောလဲဟောဒီပစ္စည်းမျိုးသူတို့အိမ်မှာလည်းရှိတယ်ရှိတာမရှိတာထားရှိတယ်လို့ပဲသူကပြောလိုက်နော်အဲ့လိုလို့ဒီရတနာဆိုတော့မရသေးဘူးဒါပြီးလေဒီပစ္စည်းကအရှင်းနေတယ်အိမ်မှာရှိတဲ့ပစ္စည်းကဒီကပို့ပြီးတော့အရှင်းမြင်တယ် အဲ့ဒါဘာတဘောလဲအိဒါတဘောနဲ့မမနာတဘောတွေပဲသူမတဲ့ကိုပို့ပြီးတော့အပေါ်ကြီးကနေတဲ့စိတ်ထားနဲ့ရှိသူမစည်းစိမ်ကကောင်းမွန်နေတဲ့ကိုကြည့်လို့တဲ့စိတ်ထားကလည်းမရှိဘူးကြည့်လို့တဲ့စိတ်ထားမရှိဘဲနဲ့မကြည့်ဘဲနေတယ်လို့ပြီးတော့ကြည့်တော့ကြည့်တယ်အတွင်းတဘောကတော့အလိုမရှိတဲ့တဘောဖြစ်နေတယ်နော်အဲ့ဒီစိတ်ထားမျိုးတွေကမိမိတရားတို့ရဲ့ဉာဏ်ကြီးကြီးနဲ့နေခြင်းပါတော့လဲမနေရအောင်ပို့ဆောင်ပေးတယ် စိတ်ဆင်းရဲကင်းကင်းရှင်းရှင်းနဲ့နေခြင်းပါတော့လည်းပဲမနေရအောင်စိတ်ဆင်းရဲမှုတွေနဲ့အတူတကွနေထိုင်ရအောင်ပို့ဆောင်ပေးနေတယ်။နောက်တစ်ခုမစ္စရိယမစ္စရိယနဲ့ပတ်သက်ပြီးတော့ဘုရားရှင်ကမစ္စရိယ၅မျိုးဟောထားပါတယ်နော်။နံပါတ်၁ကတော့အာဝါဒမစ္စရိယနံပါတ်၂ကကုလမစ္စရိယနံပါတ်၃ကလာဘမစ္စရိယနံပါတ်၄ကဝဏမစ္စရိယနံပါတ်၅ကတော့ဓမ္မမစ္စရိယဆိုပြီးတော့မစ္စရိယတရား၅ပါးဘုရားရှင်ဟောထားတယ်နော်။ အဲ့မှာအာဝတ္တမစ္စရိယနဲ့ပတ်သက်ပြီးတော့ဘယ်လိုဖွင့်ထားလဲအာဝတ္တနမတကလာရမောပိပြိဝေနံပိဤကောဝရကောပိရတိဌာနတိဝဌာနတိနိပိအာဝတ္တအာဝတ္တဆိုတာကျောင်းတကြီးတစ်ခုလုံးကိုလည်းအာဝတ္တလို့ခေါ်တယ်ဘရဝံကျောင်းဝင်းလေးတစ်ခုကျောင်းတကြီးအတွင်းမှာတည်ရှိနေတဲ့ကျောင်းဝင်းလေးတွေအသီးသီးရှိကြတယ်အဲ့ကျောင်းဝင်းလေးတစ်ခုကိုလည်းအာဝတ္တလို့ခေါ်တယ်နောက်တစ်ခုကျောင်းဆောင်တစ်ဆောင်ပေါ့နော်ဧကဝရကတိုင်ခန်းတစ်ခုကိုလည်း အဝတ္လခေါ်တယ်ဓတိခဏရှိရခြင်းလုံးကပေါ့လေခုလိုနေဘူးတဲ့အချိန်ခါကျတော့နေတဲ့ခြင်းဖို့နေရာသိတဲ့ခြင်းညကြတော့လေပုံစံတစ်မျိုးဖြစ်ညတန်ခြင်းနဲ့နေရာဆိုပြီးရှိတယ်အဲဒီလိုနေတဲ့ခြင်းနဲ့နေရာတွေကိုလည်းအဝတ္တလို့ခေါ်တယ်ညတန်ခြင်းနဲ့နေရာတွေကိုလည်းအဝတ္တလို့ခေါ်တယ်တန်ခြင်းနဲ့ဆိုတာကတို့ယောဂဝိဒရာယံတို့ရဲ့တဏ္ဍာမဖြစ်ပေါ်မဲ့ကိလေသာအငြိပြည့်တွေကိုစင်ကြယ်အောင်စေကျော်သုတ်သင်နေတဲ့ သမထဝိပဿနာဘာဝနာတွေကိုပေါ်မြတ်အထုတ်တဲ့နေရာတွေလို့ဒီလိုဆိုလိုပါတယ်အဲ့ဒါတွေကအာဝါဒပဲဒေသူဝတ္တန်တုခဝတ္တန်တိပြည့်စည်လဘတိဒေသူထောအာဝါဒတော်၌ဝတ္တန်တရင်တော်နေထိုင်ကြကုန်တော်ယဟန်တော်တို့သည်ဒုက္ခဆင်းရဲသတ္တဝတ္တန်တိတရင်တော်နေထိုင်နိုင်ကြပေကုန်၏ပြည့်စည်ပြည့်စည်လဘတို့ကိုလဘတိရရှိတော်မူကြလေကုန်၏အဲ့ဒီအာဝါဒတွေမှာနေထိုင်ပြီးတခုယဟန်တွေနေထိုင်လိုက်တဲ့အချိန်ခါမှာဘာဖြစ်လဲ ဆံညာတာတာနဲ့ဒီယဟန်တော်တွေကနေထိုင်ကြရတယ်။ဒီစည်းလေးပါးတွေကိုလည်းဘောဘောများများရရှိတော်မူကြတယ်။နော်။ရရှိလိုက်တော့ဘာဖြစ်တယ်လဲ။ဘေကောဘိကုဒတံပန္နတေဝပေတရတာဘိကုဏတတ္ထအာဂမနနာအိသတိ။ဘေကောဘိကုမစ္စရိယထူပြောနေတဲ့ယဟန်တော်တွေကဝတ္တံပန္နတေဝကျင့်ဝတ်ပฏิပါဟိပြည့်စုံနေတာလည်းဖြစ်တော့ဘေတရတာဘိကုဏတိလချင်းမြတ်လို့နေတဲ့ယဟန်တော်တပည့်ဤ တက္ကထုအာဝါဒတောအကမနံဆက်ရောက်လာခြင်းကိုနာအိစေတိအလိုမရှိပေမိမိနေထိုင်တဲ့ကြောင်းဆိုကြတော့နော်ဒဏ္ဍတတလည်းဒီရတဲ့ကြောင်းကလည်းကောင်းတဲ့ပစ္စည်းလေးပါးတွေကလည်းသိပ်ပေါ်တယ်အဲ့ဒီဘုံများနေတဲ့ဒီကြောင်းကိုကျင့်ဝတ်ပရိပတ်နဲ့ပြည့်စုံပြီးသီလချင်းမြတ်လို့နေတဲ့တစ်ချက်ရဟန်းတော်တစ်ပါးရောက်ရှိလှမ်းမှာကိုသူကအလိုမရှိဘူးကိုယ့်နေရာကိုသူများလှမ်းမှာလို့မရှိဘူးအာဂတောပိသိဗံကိစ္စတုတိစိန်တေတိအာဂတောပိဆက်ရောက်လာပါတော့လည်းပဲ ခိပံခံမြန်မြန်ကိစ္စတို့ကြောတော့ပါစေတည်းဣတိဤသို့စိန်ကြိတ်ဤကြံစီစေကု၍နေတတ်ပေ၏မတော်တဆအာဂနုကိုရောကမြုံငနဲ့ရောက်လာပြီဆိုလို့ချင်းလေဤကိုရောခက်မြန်မြန်ပြန်ပါကြီးဆိုတဲ့ဒီစိတ်ထားရှိအဲဒီကြောင်းကတော့နော်တန်ကြီးကကြောင်းလဲရှိတဲ့ပါတယ်ပုဂ္ဂလိကကြောင်းလဲရှိတဲ့ပါတယ်ဂဏိကကြောင်းလဲရှိတဲ့ပါတယ်ကြောင်းကလည်းမျိုးရှိလေသုံးမျိုးတန်ကြီးကကြောင်းဆိုတာကတော့အရလေးမျက်နှာမှာတည်ရှိနေတဲ့ သံဃာအလုံးအတွက်ရည်ညွှန်းပြီးလှူဒန်းထားတဲ့အကြောင်းကြီးကိုတန်ကြီးကရည်သက်ဖြတ်ထားတဲ့အကြောင်းကြီးကိုတန်ကြီးကအကြောင်းလို့ခေါ်ပါတယ်။ပုဂ္ဂလိကအကြောင်းဆိုတာတော့ရဟန်းတော်တစ်ပါးအတွက်ပုဂ္ဂိုလ်ပုဂ္ဂလိကအနေဖြင့်လှူဒန်းထားတဲ့အကြောင်းပဲ။ဓဏိကဆိုတာကတော့သုတ်တံကိုဆောင်းတဲ့အတိုင်းစတဲ့ထိုးထိုးဂိုင်းကနာလေးကိုလှူဒန်းထားတဲ့အကြောင်းကြီးဖြစ်ပါတယ်။အဲဒီအကြောင်းသုံးမျိုးလုံးကိုရဟန်းတော်တစ်ပါးကဘယ်ရဟန်းမဆိုဒီအကြောင်းတွေကိုလာတာအလိုမရှိဘူး။ ဒီနေရာမှာဘုန်းကြီးနည်းနည်းရှင်းအောင်တော့ထပ်ပြောမယ်နော်။တန်ဤကကြောင်းဖြစ်ခဲ့လို့ရှိရင်ကြောင်းဒီတန်ဤကပဲ။ဘယ်တော့မှပုဂ္ဂလိကမဖြစ်ဘူး။မဖြစ်တဲ့အခင်ကကြတော့ပုဂ္ဂိုလ်တစ်ပါးကုခိယဉ်ကျေးမှုအတိုင်းဆိုကြလို့ယဟန်တော်တစ်ပါးကိုဇောဤတစ်ပါးပြန်တော်မူပြီပဲဆိုကြပါစို့။ကြောင်းကတန်ဤကကြောင်းဖြစ်နေပြီ။နောက်ထပ်ဘုန်းကြီးတစ်ပါးကိုပြင့်ပြီးတော့တရားဓမ္မတွေကပြင့်ပြီးတင်ကြတယ်ဆိုကြလို့အများသဘောတူ။တင်လိုက်ပြီဆိုတော့ချင်းဒီနောက်ထပ်တင်လိုက်တဲ့ဘုန်းကြီးကဘာဖြစ်တယ်လဲ။ကြောင်းနဲ့ဘုန်းကြီးဖြစ်သွားပြီ။ ကျောင်းလေးဘုန်းကြီးဖြစ်တဲ့အချိန်ကမှကျောင်းကတိုင်းကကျောင်းမယ်ဒါပေမဲ့ခိကအများအဖြစ်ပေါ့လေနားလေတတ်ကြတာအများပြောတာပါနော်အကုန်လုံးတော့မဆုလို့ပါဘူးကျောင်းလေးဘုန်းကြီးဘက်ကပြင်ပြီးတင်လိုက်ပြီဆိုလို့ရှိရင်ဒါကတော့မှအများစုကလည်းဒီကျောင်းဒီဒီဘုန်းကြီးပိုင်တယ်လို့နားလေကြတယ်ဝီနီမကြမ်းကျင်တဲ့ဘုန်းကြီးဖြစ်ခင်ရင်လည်းအဲ့ဒီဘုန်းကြီးကလည်းဒီကျောင်းကိုသူပိုင်တယ်လို့ပဲယူဆနေယူဆနေတဲ့အတွက်ဒီကျောင်းမှာကိုရိုဒီရောက်လာရင်သူကြင်ရင်လက်ခံတယ်မကြင်ရင်လက်မခံပဲနေနေခွင့်ရှိတယ်ဆိုတော့ဒီလိုဖြစ်တယ် ဘုရားရှင်ရဲ့ဝိနည်းစည်းကမ်းကတော့ဒီလိုမဟုတ်ဘူးတန်ခိကကြောင်းမှန်ခဲ့ရင်ပေါ့ဥဒုကာလနဲ့မောကာလဆိုပြီးကာလနှစ်ခုခွဲခြားပြီးတော့မြတ်စွာဘုရားပြညာပေးထားပါတယ်မောကာလမှာတော့ဝါဇလဘိကတရားနေမှာကြောင်းဝေဖန်ရတယ်သေခြင်းဝါလိုက်အတိုင်းဝေဖန်ရတယ်ဝါကြီးတဲ့ပုဂ္ဂိုလ်ကအကောင်းဆုံးနေရာကိုနေစေဝါငယ်တဲ့ပုဂ္ဂိုလ်ကအညံ့ဆုံးနေရာကိုနေစေတာအစဉ်တိုင်းကြောင်းရှိခဲ့ရင်ကြောင်းရှိသလောက်ဝေဖန်ယူရတယ်ကြောင်းမလောက်ရင်တော့အခန်းအလိုက် အခမ်းမမလောက်ရင်တော့ဖြာလိုက်ဒီလိုဝေဖန်ပေးရအဲဒီလိုဝေဖန်ပြီးမှနောက်တာကိုတော်ရောက်လာတယ်ဆိုလို့ရှိရင်တော့မြတ်စွာဘုရားကဝါဒုလက်ပြကျော်တည်းအကြောင်းဝေဖန်ပြီးတဲ့နောက်ပိုင်းရောက်လာတဲ့ပုဂ္ဂိုလ်တွေကိုလက်မခံခြင်းနဲ့နေတာတော့ခွင့်ပြုထားတယ်။ဘယ်ဒီနဲ့လို့မေးတော့တရင်ကျွတ်တဲ့အဖြစ်ပဲ။တရင်ကျွတ်လက်ပြကျော်တည်းကနေစပြီးတော့နောက်ထပ်ဝါဆုံမဲ့ ဝါဇုလက်ပြနေအထိကိုဥတုကလခေါ်ပါတယ်ထိုဥတုကလအပြည့်မှာတော့တိုင်းကကြောင့်ကိုတခြားရဟန်းတော်ကရောက်လာရင်ဘယ်ရဟန်းပဲမဆိုရောက်လာလက်မခံရဘူးဆိုတာမရှိရဘူးနောက်ဆုံးနေရာမရှိဘူးဆိုလို့ရှိရင်ဖြားနှစ်ချက်မှသုံးပါးနေပြီးတော့ဒီလောက်အထိမဆိုဖြားပြညာပေးထားပါအဲဒီတော့ဒီနေရာမှာကြောင်းတိုင်လို့တတ်မှတ်ထားတဲ့ပုဂ္ဂိုလ်ကရှင်းခင်ရင်ကျင်းမှုကတော့ကြောင်းတဲ့ကြောင်းခုလိုပေါ့လေတိုင်းကကြောင်းဖြစ်ခင်မယ်ဆိုရင် ဝါကြီးတဲ့ပုဂ္ဂိုလ်ကအကောင်းဆုံးနေရာနေပဲခုလိုဥတုကလဆိုကြပါစို့လူကလရောက်လာပြီဝါကြီးတဲ့ပုဂ္ဂိုလ်ကဒီနေ့အကောင်းဆုံးနေရာမှာနေတယ်နောက်နေ့တခါဝါကြီးတဲ့ပို့ပြီးဝါကြီးတဲ့ပုဂ္ဂိုလ်တစ်ပါးထက်ရောက်လာရင်အဲ့ဒီကိုယ်တော့ဖယ်ပြီးပဲနေရာတခါထက်ရွှေ့အစစ်စင်ရွှေ့ရနောက်နေ့တခါပို့ပြီးဝါကြီးတဲ့ပုဂ္ဂိုလ်တစ်ပါးရောက်လာရင်အဲ့ဒီကိုယ်တော့ထပ်ဖယ်အောင်မယ်ဒီဒီစနစ်နဲ့နေရအဲ့လိုစနစ်နဲ့နေရာချင်းကြောင့်အိန္ဒိယမှာရှိဖြစ်ရင်းချင်းဖို့အတန်မထေကြီးတွေဘာလို့ကြတယ်လဲဒီကြောင်းလေးဒီခန်းလေးဒီနေရာလေးကငါနေရာလို့ဒီလိုစွန့်နေမှာဆိုတဲ့အတွက်နေ့စဉ် ကြောင်းကြောင်းရတယ်။ငါညာလို့စွတ်ပြီးမနေအောင် နှိမ့်ခြင်းပဲလှက်ပတ်ပြီးကြောင်းပြေးတယ်။ဒါတိုင်းကကြောင်းမှနေတိုင်းမို့နှိမ့်စင်နေပြေးတယ်။အဲဒီလိုတိုင်းကကြောင်းမျိုးဖြစ်ပါလျက်ဂဏိကကြောင်းကလည်းပုံစံနဲ့တော့ရှင်းပါတယ်။ပုဂ္ဂလိကကြောင်းကတော့မိမိသဘောတည်းဖြစ်နေတယ်ဆိုပြီးလည်းဒီမစ္စရိယပိတ်မှာကတော့မဖြစ်နဲ့ဝိနည်းပိုင်းအရတော့ဖြစ်နိုင်ပါတယ်နော်။ဒါတော့အဲဒီလိုကြောင်းတစ်မျိုးကိုကြောင်းကိုရဟန်းတော်တစ်ပါးကဆက်ရောက်လာပြီ။ဆက်ရောက်လာတာကိုလည်းသူကအလိုမရှိဘူး။တိုင်းကကြောင်းကိုငါကြောင်းလုပ်ထားတယ် ငါကြက်ရင်လက်ခံမယ်ငါမကြက်ရင်လက်မခံဘူးဆိုတဲ့ပုံစံအဖြစ်နေထိုင်နေအဲ့ဒါဗာမစ္စရိယလေအာဝါဒမစ္စရိယပဲရောက်လာပြီဆိုလို့ရှိရင်လည်းမလွဲမချောင်သာလို့လက်ခံရပြီလေဒီကိုယ်တော်ခမျက်မြန်ပြန်ပါသေးဆိုတဲ့စိတ်ထားရှိခမျက်မြန်ပြန်ပါသေးဆိုတဲ့စိတ်ထားရှိတဲ့အတွက်ဘာလို့လုပ်တယ်နားလေကြပါလိမ့်မယ်မနေနိုင်အောင်ပေါ့လေဟိုနေရာကကလေးနဲ့ဒီနေရာကကလေးနဲ့ဟိုကလေးနဲ့စောင်းနေချိတ်လိုက်ဘယ်လိုစောင်းလဲဘယ်လိုချိတ်လဲဟမ် နားလေပါလိမ့်မယ်နေဘုန်းကြီးတော့ပြောလို့မလိုပါဘူးလို့မှာနော်အဲ့ဒီပုံစံစနစ်အဖြစ်နေတယ်ညတောင်းလိုက်ရှိလိုက်ငေါ်လိုက်ပေါ့နော်အဲ့ဒါကိုအာဝါဒမစ္စရိယအာဝါဒနဲ့ပတ်သက်ပြီးတော့ဝန်တို့ချင်းလို့ခေါ်ပါတယ်ဒါပေမဲ့လို့ဝန္ဒနာကရကဒီနံပနိပနတထဝါဒအနိစ္စတောအာဝါဒမစ္စရိယနာမနာဟောတိခဏခဏယံဖြစ်တတ်တဲ့ပုဂ္ဂိုလ်များရှိကြပါတယ် အဲ့ဒီလိုခဏခဏယံဖြစ်တဲ့ပုံစံလေးကတော့ဒီအာဝတ္တမှာမလီလိုတဲ့စိတ်ထားကတော့အာဝတ္တမရှိရမဟုတ်ပါဘူးတဲ့နော်ပုံစံလေးတူးနဲ့တူးမတဲ့အောင်ခဏခဏယံဖြစ်ပြီးပြဿနာတွေအမျိုးမျိုးရှုပ်ထွေးစေတတ်တဲ့အတွက်ဒီလိုပုံစံမျိုးနေတာအလိုမရှိတာကတော့အာဝတ္တမရှိရလို့မခေါ်ဘူးတဲ့နော်နောက်တစ်ခုကုလမစ္စရိယကုလမစ္စရိယကဘာလဲလို့မေးတော့ကုလံဒီဥပါဒကကုလံပညာဒီကုလံပြီးကုလကနှစ်မျိုးရှိတယ် မိမိကိုပြုစုလုံပြပစ္စည်းလေးပါးဖြင့်ပြုစုလုံတွဲနေတဲ့တရားဓမ္မတွေကိုလည်းကုလလို့ခေါ်တယ်။မိမိရဲ့ဆွေမျိုးသားချင်းတွေကိုလည်းကုလလို့ခေါ်ပါတယ်။အဲ့ဒီကုလနှစ်မျိုးလုံးမှာဘာဖြစ်တယ်လဲ။တထအိညာတာဥပတင်္ဂမနာအနိစ္စတောကုလမေစရိယံဟောတိတထတို့နှစ်မျိုးသောကုလတို့၌အိညာတာအခြားတပါသောပုဂ္ဂိုလ်ဤဥပတင်္ဂမနံချင်းကလာခြင်းကိုအနိစ္စတောအလိုမရှိတဲ့ပုဂ္ဂိုလ်ရဲ့တန်တား၌ကုလမေစရိယံကုလမေစရိယတရားတိဟောတိဖြင့်ရှားဖြစ်ပေါ်၍နေပေ၏။ မိမိကိုပစ္စည်းလေးပါရှိပစ္စည်းလုံကျွေးနေတဲ့တရားတော်မတွေထံတခြားကိုယ်တော်ကလာပြီးချင့်ကတဲ့သက်ဆံတဲ့လက်လက်မှကြည့်လို့မရဘူး။နောက်တစ်ခုမိမိရဲ့ဆွေမျိုးသားကြီးတွေကိုတခြားကိုယ်တော်ကလာပြီးသက်ဆံတာကိုလည်းလက်လက်မှကြည့်လို့မရဘူး။ဘာမှဆိုင်သူတရားတရားရှင်သူလှူလိုက်မှာပေါ့။ကိုယ်တရားတရားရှင်ကိုယ်ထူလိုက်မှာပေါ့ဒီလိုစိတ်ထားဖို့မကောင်းဘူးလားမထမ်းနိုင်ဘူးနော်။မေဂရိယဓမ္မကအဲ့ဒီစိတ်ထားကိုမထမ်းနိုင်ဘူး။ ကျောင်းလေးလာပြီးတော့ခဏလောက်တက်ခူတာပဲကိုကျောင်းလည်းမဟုတ်ပါဘူးတိုင်းကကျောင်းပဲနည်းနည်းပါပါနေရာလေးပါလေးစီစဉ်ပေးဖို့တော့မကောင်းဘူးလားကောင်းပါလေလက်မခံနိုင်ဘူးဟောဒီပုံစံမျိုးရှိရမလားမရှိရဘူးခုဒီမှလည်းကြည့်ပါဒကာတော်မထံသူကသူ့ဘက်သူနည်းသူဟာနဲ့သူချက်ကလာတာလေးပဲကိုကအကြောင်းမကြည့်ခြင်းဘူးအလိုမရှိဘူးနော်နောက်တစ်ခုပါပါပုဂ္ဂလတ္တဘာနာဥပဒေကမနာအနိစ္စံတောပိမစ္စရိယနာမနာမစ္စရိနာမနာဟောတိ ပါပပုဂ္ဂလတယုတ်မရဲ့စိတ်ထရှိတဲ့ပုဂ္ဂိုလ်ဤဥပသင်္ကမဏ္ဍထောတက္ကရမတော်ထံသွချင်းကချင်းကိုအိသတ်တော်ပြအလိုမရှိတဲ့ပုဂ္ဂိုလ်ဒီလည်းပဲမစ္စရိနာမမစ္စရိမိသည်နာဟောတိမဖြစ်ပေသိဉ္စီသိတာယုတ်မနေတဲ့ကိုကြီးတရားတွေကပြည့်စုံနေတယ်ဒီလိုပုဂ္ဂိုလ်တွေကဒီတက္ကရမဒီတန်ချင်းကမယ်ဆိုရင်ဤဆွေမျိုးသားချင်းနေထံချင်းကမယ်ဆိုရင်စိတ်မှန်နေတဲ့သရတရားတွေပြည့်စုံပြည့်စုံသွားနိုင်တယ်ဒါကြောင့် အဲ့ဒီကိုကြည့်တရားပြည့်စည်ပြီးတော့စိတ်ဉာဏ်စိတ်ထရုပ်မှနေတဲ့ပုံကိုယ်ရင်းမိမိတို့ရဲ့တရားတော်မှထံရှင်မြတ်သားချင်းထံကိုမချင်ကစီလို့တဲ့ဒီစိတ်ထားကတော့မစ္စရိယမဟုတ်ပါဘူးတဲ့နော်နောက်တစ်ခုသောယိတေသပတ္တန္တဗေဒာယပရိပိစတိသောထိုစိတ်ထရုပ်မှတဲ့ကိုကြည့်တရားရုပ်မှနေတဲ့ပုံကိုယ်ဒီကဧတံထို ကုလနှံမျိုးတို့ဤပတာတမေတ္တာယကြည်ညိုခြင်းသရတရားကိုပြည့်စည်အံတော်မှာပฏิပိသတိကျင့်တတ်ဤသိချမ်းယုံမှပြီးကိုကျင့်သီလယုံမှနေတဲ့ဒီလိုပုဂ္ဂိုလ်ကြီးကခဏကမိမိရဲ့ပစ္စည်းလေးပါးလည်းကားလို့ခေါ်ဆိုအပ်တဲ့ကုလရှင်မျိုးတန်းကြီးလို့ခေါ်ဆိုအပ်တဲ့ကုလဒီကုလနှံမျိုးတို့ကို ကုလနှစ်မျိုးတို့ရဲ့တန်တမှာဖြစ်ပေါ်နေတဲ့စိတ်မှန်နေတဲ့သရာပြည့်တွေကိုပျက်စီးအောင်သူကကျင့်တတ်တယ်။ဘဒ္ဒတရခိတုံသမထတိဝပ္ပဏဘိက္ခုနောတတ္ထဥပလင်္ကမဏံအနိစ္စတောမိစရိနာမဟောတိ။ဘဒ္ဒံကြီးညိုခြင်းဘဒ္ဒတရားကိုရခိတုံထင်ထင်ဆောင်ဆောင်အံတော်ဟာသမထတိဝစွန့်နေနေတာလင်ဖြစ်သောဘိက္ခုနောယဟန်တော်ဤတတ္ထထုကုလနှစ်မျိုးတို့သို့ဥပလင်္ကမဏံသင်္ခါခြင်းကိုအနိစ္စတောအလုံးမရှိသောယဟန်ဒီကမိစရိနာမမိစရိမီတိဟောတိဖြစ်၏။ ကုလမစ္စရိယဖြစ်တယ်။ကြီးညိုခြင်းတရားတရားကိုယရဏသုံးပါးအပေါ်နဲ့ကြီးညိုနေတဲ့တရားတရားကိုမပြည့်စုံအောင်ထိမ့်သိမ်းဆောင်ကျော့ပေးနေတဲ့သွားအားရှိတဲ့ရဟန်းတော်တစ်ပါးဒီကုလနှမျိုးထံချင်းကဓာတ်ကိုအလိုမရှိကြဘူးဆိုရင်တော့ထိုပုဂ္ဂိုလ်ရဲ့တဏ္ဍမှာပါဖြစ်တယ်လေ။ကုလမစ္စရိယတရားထင်ရှားဖြစ်နေပြီတဲ့နော်။မိမိပစ္စည်းလေးပါးတကားဘုရားဆက်ဆံတာမကြိုက်ဘူးမိမိအမျိုးတွေကိုသရဘတခြားယဟန်တို့နဲ့တိလရှိတဲ့ပုဂ္ဂိုလ်တွေလာပြီးဆက်ဆံနေတာကိုမကြိုက်ဘူးနည်းနည်းမှကြည့်လို့ မရဘူးမကြည့်ခြင်းဘူးဒီစိတ်ထားအဲ့ဒီစိတ်ထားကမိမိကိုမကြည့်ခြင်းတဲ့ပုံစံပေါ်များလောက်အောင်ဖန်တီးပေးတယ်နော်ရုပ်ဘလတ်လဘမရစေခြင်းတဲ့စိတ်ထားကမိမိလတ်လဘမရအောင်ဖန်တီးပေးနေတယ်ကိုယ်စိတ်ကကိုယ်ကိုအန္တရာယ်တစ်ကြောင်မှဆင်းရဲဒုက္ခရောက်အောင်ပြည့်နေတယ်မမီးဘူးလားမီးတယ်နော်ဘုရားရှင်ကိုစိတ်ဆင်းရဲအောင်ပြုလုပ်တဲ့အတွက်မိမိစိတ်ဆင်းရဲဖို့အကြောင်းတွေမဖြစ်ဘူးလား ြစ်နေပြီဘယ်လိုစစ်စင်းအောင်ပြီလို့လဲကြည့်မှတန်ပြည့်ရဲ့အဖြစ်ပဲသူတို့ဘာတွေလာပြီးဒီလိုဆက်ဆံနေတဲ့အဲ့အတွက်သူကမနာလိုဝန်တိုးတဲ့စိတ်ဓာတ်ဖြင့်ညှူလိုက်စောင်းလိုက်ညှောင်းလိုက်လုပ်ခဲ့မယ်ဆိုလို့ရှိရင်တစ်ဖက်တရားဓမ္မတွေမှာလည်းစိတ်အနှောက်အယှက် ဖြစ်တယ်။ဟောအနှောက်အယှက်ခံရတဲ့ကိုရောမှာလည်းစိတ်အနှောက်အယှက်မဖြစ်ဘူးလားဖြစ်တယ်စိတ်ကြီးမဆင်းရဲကြဘူးလားဆင်းရဲသွားသူတို့မနေကိုစင်စင်းအောင်ပြုလုပ်ခဲ့တဲ့ဒီကံကြီးကဒီပုဂ္ဂိုလ်ကိုစင်စင်းရဲ့ခြင်း ပြေဝလာအောင်ဖန်တီးပေးနေတယ်။ဒါပေမဲ့သူကစင်စင်ချင်းကင်းကင်းရှင်းရှင်းနဲ့နေခြင်းပါတယ်လို့တော့ပဇက်ကမပြောဘူးလား။ဟုတ်။စင်စင်ချင်းကင်းကင်းရှင်းရှင်းနဲ့နေခြင်းပါပေမဲ့လို့သူကစင်စင်ချင်းကင်းကင်းရှင်းရှင်းနဲ့နေရရဲ့လား။မနေရဘူး။ဘာဖြစ်လို့လဲ။သူတို့မလေးကိုစင်စင်ချင်းကင်းကင်းရှင်းရှင်းဖြင့်မနေရနိုင်တဲ့ကံတွေကိုသူကထူထောင်ခဲ့တယ်။သိကြဖို့ကောင်းတယ်နော်။နောက်တစ်ခုလာပါ။ လဘမစ္စရိယလလဘနဲ့ပတ်သက်ပြီးဝန်တိုခြင်းပဲဘယ်လိုလဲလဘောနိသတုပြည့်စရာလဘောကပစ္စည်းလေးပါးနဲ့ပတ်သက်နေတဲ့လလဘပဲဒါအညာတမိသီလဝန်တိယေဟောလဘန္တိမလဘတုဒီစေတင်တတလဘမစ္စရိယဟောတိတန်ထွလဘမစ္စရိယဟုသည်ကအညာတမိသီလဝန်တိယေဟောအခြားဘာသာသီလရှိတဲ့ပုဂ္ဂိုလ်ပုဂ္ဂိုလ်၌တန်လျင် လပန္တိပစ္စည်းလေးပါတို့ကိုရရှိကြသည်ရှိသော မာလပတုတိမရပါစေတိဟု၍စင်တင်တတ်တာဉာဏ်ရှိခုနေတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာ၌လာဘမိစရိယံလာဘမိစရိယတရားတိဟောကြည့်ခြင်းသာဖြစ်ပေါ်၍နေပေ၏တခြားတခြားသီလရှိနေတဲ့အရှင်ကောင်းရှင်မြတ်တွေရှိကြတယ်အဲ့ဒီအရှင်ကောင်းအရှင်မြတ်တွေလက်လာဘမရကြပါစေနဲ့ဆိုပြီးတော့ဒီစိတ်ထားအဲ့ဒီစိတ်ထားလေလက်လာဘနဲ့ဝန်တိုနေတဲ့လာဘမိစရိယတရားပဲ သူလည်းသူ့ဘုံကအားလျောက်စွာရတာကိုယ်ကကြည်ပြူဖို့ဝမ်းမြောက်ဖို့မကောင်းဘူးလားကောင်းပါလေကြည်ပြူနိုင်တဲ့စိတ်ဓာတ်မရှိဘူးဝမ်းမြောက်နိုင်တဲ့စိတ်ဓာတ်လည်းမရှိဘူးမရပါခြင်းနဲ့ဆိုတဲ့စိတ်ဓာတ်ပဲရှိအဲ့ဒီမရပါခြင်းနဲ့ဆိုတဲ့ဒီစိတ်ဓာတ်ကြီးမိမိပြင်းစည်းလက်လက်ပါမရရှိဖို့ရန်အတွက်အကြောင်းတခုဖြစ်မသွားဘူးလားဖြစ်သွားတယ်ဖိလိုက်တာကွာတတိယကအမြဲတမ်းအနှိမ်ခံနေရတယ်ဗျာတဲ့မိမိကကလေးလေးတွေလာလျှောက်တယ် ဘုန်းကြီးကလည်းပြောလိုက်ပါတယ်ကလေးနေအမငယ်ပါနဲ့ဘုန်းကြီးဟောမဲ့တရားတွေမှာဒီညာဟောမဲ့တရားတွေမှာပါတယ်လို့တော့ပြောလိုက်တယ်မပါတော့ဘူးဒီနေ့ညမပါနော်တဖက်သားကမိမိကနှိပ်ကွက်ပြီးတော့ဆက်ဆံခဲ့တဖက်သားကမိမိကနှိပ်ကွက်ပြီးဆက်ဆံခဲ့တဲ့အတွက်မိမိကိုယ်ကိုနှိပ်ကွက်ပြီးဆက်ဆံမဲ့ပုံကိုယ်တွေကအလိုလိုပေါ်မလာဘူးလားဟောလာတယ်ဘလူကဖန်တီးပြတယ်လေမိမိစိတ်ထားကဘယ်တော့မှစိတ်ထားတယ်ဒီချင်းကနော်ဒီချင်းကဘဝတစ်ခုမှမိမိကတဖက်သားတွေကိုအပေါ်စည်းကနေဆက်ဆံခဲ့ နိဗ္ဗာန်ပြီတဖန်သားပုဂ္ဂိုလ်တွေကိုနှိမ်ချက်ပြီးဆက်ဆံခဲ့နှိမ်ချက်ပြီးဆက်ဆံခဲ့တဲ့အတက်ဒီဘောရောက်တဲ့အခါဒီကံလေးကအကျိုးပေးဖို့ရအခါခွင့်တက်လာပြီဆိုရင်မိမိကိုနှိမ်ကွက်ပြီးတော့ဆက်ဆံမဲ့ပုဂ္ဂိုလ်တွေကဝိုင်းဝိုင်းလဲပြီးတော့နေတတ်တယ်ဒိဋ္ဌုကငါ့ကိုမနာလိုဘူးဒိဋ္ဌုကငါ့ကိုမကြည်ပြုဘူးဆိုပြီးဒီလိုတော့ပြောကြတယ်ဒိဋ္ဌုကငါ့ကိုမနာလိုအောင်ဒိဋ္ဌုကငါ့ကိုမကြည်ပြုအောင်ဘယ်လိုလုပ်ခဲ့တယ်မိမိကလုပ်ခဲ့တာပဲတစ်ချိန်က ဒါပြိနဲ့တခြင်းကပြီးခဲ့တော့ပြီးသေးပေါ့ဒီဘဝမှာအသိဉာဏ်ရှိလာပြီဆိုရင်ဒီစိတ်ဓာတ်မျိုးလေးတွေကိုပဲချက်ပြစ်ဖို့မလိုဘူးလားလို့တဲ့ပဲချက်တွေဆိုတဲ့နေရာမှာနီလန်းနှစ်ခုရှိပါတယ်နီလန်းတစ်ခုကတော့ခုလိုသရောကောင်းတွေထန်ချင်းကပြီးတော့မိမိကအသိအလီမညာပညာတွေသိဖို့ပြီးတော့မိမိရဲ့ညာရှိတဲ့ပရိယတ်တိဘုဒ္ဓတဖြစ်ဒီစိတ်ဓာတ်မျိုးတွေမပေါ်အောင်ပယ်ရှင်းပြီးတယ်ဒါတရင်ကအဖြစ်ပယ်ရှားတာ နောက်နည်းတစ်ခုကတော့မိမိကတမထဘာဝနာဆိုတဲ့ဘာဝနာတွေကိုစနစ်ကျင့်ကြံကြုပ်ကိုပေါ်များအထုတ်တယ်။တဏှာကြီးဇံဝင်ဆိုင်တဏှာကြီးလုံးလုံးဒီစိတ်ဆန်းမျိုးတွေပေါ်မလား။မပေါ်ဘူး။အဲ့ဒီစနစ်အပြင်ပယ်ချပြန်။နောက်စနစ်တစ်ခုကတော့ဒီအိဋ္ဌမင်းစရိယဥဆောင်နေတဲ့အကုသိုလ်တရားတွေကိုအလိစ္ဆတုကအနတ္တလက္ခဏာရင်သုံးတန်တင်ပြီးတော့တဏှကြီးဝိပဿနာရှုပြရတယ်။ရှုလိုက်တဲ့အချိန်ကမှဝိပဿနာဉာဏ်ကဒီအိဋ္ဌမင်းစရိယတရားစုတွေအပေါ်၌တွေ့တယ်မြင်မို့နေတဲ့ကိလေသာတွေကိုသုံးဖို့ဒီအိဋ္ဌမင်းစရိယတရားစုတွေကို သင်္ကအဖြစ်ပယ်ချသွားလိမ့်မယ်။နောက်ဆိုအရိယာမိတ်ပေါ်လာခဲ့ရင်ထိုအရိယာမိတ်ညာကဒီအိတ်တမစ္စည်းယတရားစုတွေကိုအကျွတ်မဲ့ပယ်ချပြီးပယ်တတ်ပြလိမ့်မယ်။အဲ့ဒီသင်္ကမှာဒီအိတ်တမစ္စည်းယတရားစုတွေကမိမိရဲ့တန်တမှလုံးဝပျောက်သွားလိမ့်နော်။အဲ့ဒီလိုပျောက်တဲ့အစဉ်အထိကြိုးစားအထောက်ဖို့တော့မလိုဘူးလား။ဟုတ်တယ်နော်။နောက်ယောဘနာတတ္တတိယဝိနိပါတိတိအပရိဘောဂဒုပ္ပရိဘောဂတိဝတိနာဝိနာတိတိ ပုတိဘဝံကိသံတံပိအိညာတနလေတိယောပနာအရှင်ပုဂ္ဂိုလ်တိကတတ္တလေးယံတရားတဲ့ဖြစ်လှူတတ်အပ်တဲ့လူဘဝ